ီနေ့ရော Techno Pover 7အကြောင်းလေးကိုလိုတိုရှင်းပြပြပေးမယ်။သူက version နှစ်မျိုးလာမယ်။ 8GB 128GB version က9,5900ကျပ် 8G 256G version က9,999ကျပ်နဲ့ရောင်းပေးမယ်လို့သိရတယ်။အခုကျွန်တော်ရထားတဲ့အကြောင်းအားငွေရောင်းဒါမှမဟုတ် Techno ရဲ့ Installer Spaceship Bad Design နဲ့လာမယ်။ ပြီးတော့ဒီအပေါ်ဘက်မှာ iconic geometry triangle ထဲမှာ dual camera ရဲ့ flash ရဲ့ကိုထည့်ပေးထားတယ်ဖုန်းက weight လည်းနည်းနည်းရှိသလို9.3 mm အထူဆိုတော့နည်းနည်းထူရဲထဲမှာပါတယ်ပေပတ် frame တွေကတော့ flat frame ပဲနောက်ကျောဘက်ကနေပြန် cut လုပ်ပေးထားတော့ကင်ရတာတော့မစိုးဘူးဒါပေမဲ့တေချာတစ်ခုကတော့1 hand ထက်ကင်သုံးလို့ကောင်းတဲ့ဖုန်းတွေထဲမှာမပါဘူး display က6.7 inches 120Hz ကိုမှ 4HD plus resolution နဲ့ပဲဒါမှမဟုတ် IPS LCD ကိုသုံးပေးထားတယ် screen to body ratio က91.2%ဆိုတော့5သိန်းခွဲ6သိန်းဝန်းကျင်ဖုန်းတစ်လုံးအနေနဲ့ဆိုရင်သူ့ရဲ့ display က complaint တက်စရာတော့မရှိနေဘူး performance ပိုင်းအတွက်က MediaTek ရဲ့ Helio G100 Ultimate ကိုသုံးပေးထားတယ် Antutu ရမယ့်အနေနဲ့ဆိုရင်4သိန်း4860တိရမယ်နောက် camera ပိုင်းမှာ main sensor က1.8 megapixel နောက်ထပ်2 megapixel sensor ပါလာမယ် portrait ကို 24mm, 35mm, 50mm, 70mm နဲ့ 85mm ၅မ mm ျိုးတောင်ရိုက်လို့ရအောင်လုပ်ပေးထားတာလေးကတော်တော်မိုက်တယ်။၆သိန်းဝန်းကျင်ဖုန်းတစ်လုံးအနေနဲ့ဆိုရင်တော့ပုံထွက် quality ကလက်ခံပေးလို့ရတယ်။နောက် audio ပိုင်းမှာဆိုရင်လည်း USB stereo speaker နဲ့ပဲအသက်ထွက်လက်ကျယ်တယ်။နောက်သူ့ရဲ့အဓိကအားသာချက်က battery 7000 mAh ပါလာမယ်။ဒါဟာကျွန်တော်သိသလောက်ဆိုရင်6သိန်းဝန်းကျင်ဖုန်းတွေထဲမှာသူအများဆုံးပဲ။ဒါမှမဟုတ်အပြည့်အဝမှုအတွက်ကလည်း 45W ကို support လုပ်ပေးထားသေးရယ်။ဆိုတော့ Techno ရဲ့ Power 7အကြောင်းကတော့ဒီလောက်ပဲ။ကျွန်တော်အမြင်ရဆိုရင်တော့သူ့ဈေးနှုန်းဝန်းကျင်တစ်ခုမှာပါသစ်ပါထိုက်တဲ့ spec လေးတွေပါလာသလိုစောင်းဖြစ်တယ်လို့လည်းပြောလို့ရတယ်။ခုကြည့်နေတဲ့သူတွေရောဘယ်လိုမြင်လဲဆိုတာကို comment မှာဆွေးနွေးပေးတော့လို့ရပါတယ်ဗျ။